အိမ်ပြန်လမ်းမှာ KFC ကျက်တောင်ပံဘူးဖွင့်ကြည့်တော့အတွင်းမှာတကယ့်ကျက်အကောင့်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခါသူမဟာအရန်စိတ်မလန်းဖြစ်သွားပြီးချက်ချင်းပဲပါဆက်သေးကအစာတွေကိုအန်ထုတ်လိုက်ရပါတယ်။ဒါကြောင့်ကျက်ကောင်းတပ်ပုံကို online မှာတင်လိုက်တဲ့အခါအဲ့ဒီ post ကလူမှုကွန်ရက်ပေါ်မှာစူးစူးညံ့ညံ့ပြန့်နှံ့သွားခဲ့ပါတယ်။ site manager ကတော့ဖောက်တေထောင်ကြီးစိတ်နောက်ရှက်ဖြစ်နေတာကိုသိရတဲ့အခါသူမကိုဆိုင်ပြန်ခေါ်ပြီးအခမဲ့ကြက်သားတွေပေးလိုက်ပါတယ်။ ဆိုတာဘူးကိုဖွင့်တဲ့အခါဒီမှာဆိုရင်တဝက်လောက်ပဲဖွင့်မှာဘာကြောင့်လဲဆိုတော့ဘူးကိုအပြည့်ဖွင့်လိုက်ရင်အပေါက်ကကျနေပြီးပြုံကဟိုဟိုဒီဒီလုံနေမှာမဟုတ်ပါဒါကြောင့်အဲ့ဒီအစာဖွင့်တဲ့လေးကိုမိတ်ဆွေစီကြည့်နေအောင်လှည့်ပြီးမှဘူးကိုအပြည့်ဖွင့်လိုက်ပါအဲ့ဒီလိုလုပ်ပြီးတော့တာမန်ပြုံထည့်ဖို့တင့်တော်တဲ့အပေါက်တွေးတွေးလေးဖြစ်လာပြီးဆိုတာတွေလည်းမယူစေတော့ပါဘူး ရိုဂျာဟာသူ့အတင်းရှုံးအောင်ရည်ရွယ်ချက်နဲ့ဘောလုံးကိုပြန်ပတ်အတင်းစီရောက်အောင်ပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ပွဲမစခင်သူတီးသည့်မြလူတိုင်းကိုသူ့ရဲ့ကစားဟန်အញ្ញံပုံမှာလောင်းထိုးဖို့အကြံပေးထားခဲ့လို့ဖြစ်ပါတယ်။ဒီလိုနဲ့ပွဲပြီးတဲ့အခါတော့သူ့လူတွေအားလုံးဟာဒေါ်လာတန်းချီပြီးအနိုင်ရသွားပါတယ်။သူကိုယ်တိုင်လည်းလိမ္မာပါနဲ့နေတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာ FBI ကစုံစမ်းစစ်ဆေးပြီးသူကတော့ဖမ်းခံလိုက်ရပါတယ်။